မတ်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့ငလိန်ကြောင့်ရှေးအောင်စီတီနဲ့အဆောက်အုံတွေဘလောက်ထိထိခိုက်ပျက်စီးခဲ့ရပါလဲဘလို့စီမံခန့်ခွဲမှုအမားတွေရှိခဲ့လို့ထိခိုက်မှုတွေများခဲ့ရတာပါလဲနောက်ပြီးဘလို့ကြွတင်ပြင်ဆင်လို့ရတယ်ဆိုတာတွေကိုမိသူကအမွေနဲ့စီမံခန့်ခွဲမှုမဟာဝိဇ္ဇာနဲ့ကြောင်းပြီးထားပြီးလက်ရှိလဲ PhD ဆက်တက်နေတဲ့ရှေးဟောင်းသုတေသနရေကြီးမှုအမွေနဲ့ထိမ့်သိမ်းပညာရှင်ကိုဇေမျိုးလင့်ကို DVB ကဆက်သွယ်မေးမြန်းထားပါတယ်ဟုတ်ကဲ့အခုမင်္ဂလာပါဗျာ ကိုစင်မျိုးလင်းကိုရံကငလင်ကြောင့်ပျက်စီးမှုတွေကိုအသေးစိတ်စီးရင်ပြည့်စုံနေတယ်လို့သိထားရပါတယ်။ဆိုတော့အကိုတို့အဖွဲ့အနေနဲ့မှတ်တမ်းတင်လို့ရသလောက်ဆိုရင်မတ်လ28ရက်ကလှုပ်ခဲ့တဲ့ငလင်ကြောင့်ရှေးအောင်အမွေအနေနဲ့ပျက်စီးမှုတွေဘလောက်များများရှိခဲ့တာကိုတွေ့ထားရပါလေဗျ။အဲလောလောဆယ်ဒီငလင်တန်းကြောင့်ပျက်စီးပါရယ်ဆိုပြီးတော့စီးရင်အတိအကျောက်တဲ့အခါမှာမန္တလေးတိုင်းသခိုင်းလည်းပါလဲပေါ့လေ။ ပြီးလို့ရှိရင်ဒီမန္တလေးတိုင်းနဲ့စကိုင်းနှစ်ခုကိုကောက်ကြည့်တဲ့အခါမှာတော့ဆိုင်ရင်အတိတ်ကြရတာလောလောဆယ်ခုနှစ်နှစ်မှ80နှစ်မှ3စုပဲရှိပါသေးတယ်။အဲတရားကြီးပဲမဟုတ်ပါဘူးခုနှစ်83မှာအဲတခြားသာသနိကအဆောက်အုံတွေလည်းပါပါတယ်။ဟုတ်ကဲ့ပါခင်ဗျ။အခုတို့တွေ့ရှိချက်အနေနဲ့ဆိုရင်ဘယ်နေရာတွေမှာအဓိကပျက်စီးတာကိုတွေ့ရပါလဲဗျ။ um လူတိများလာတော့သူကစကိုင်းကလင်ဆိုတော့စကိုင်းရဲ့မန္တလေးရဲ့အပျက်စီးများတယ်ပေါ့နော်ဒါပေမဲ့ဒီကြားထဲမှာလူမတိသူမတိဥပမာ ပလိတ်လိုမျိုးမျိုးဆိုလို့ရှိရင်ပလိတ်မျိုးလေးမှာဇေဒီပေါင်း390နဲ့မှနှစ်စုပျက်စီးသွားတာစရင်ရတယ်မြို့လေးကတိတ်တိတ်လေးအရင်ကဆိုရွာလေးပေါ့နော်ဆိုတော့ဒီငလင်းလန်းချောင်းတစ်လျှောက်ကတော့အပျက်စီးအများဆုံးလို့ပဲပြောရမှာပေါ့ဟုတ်ကဲ့ပါဗျာ ပြီးတော့ငလင်ကြောင့်ပျက်စီးသွားတဲ့အမွင်နစ်တွေထဲမှာနှစ်အကြာဆုံးဒါမှမဟုတ်ဘူးဆိုရင်ရေကြီးမှုတန်ဖိုးအရာအမြင့်ဆုံးရှေးအောင်အဆောက်အုံတွေဆိုရင်ဘာတွေဖြစ်မလဲအကိုဘလောက်အတိုင်းဓာတ်အထိထိခိုက်သွားပါလဲဗျအဲတက်တန်းအရှည်ဆုံးရေလို့ပြောရရင်တော့ပကံနဲ့ခက်ပြိုင်ဖျားတွေပါတယ်ပေါ့လေဖျားရဲ့ဇီဒီပထိုးပေါ့ကိုဖျားရဲ့ဥပမာရွှေစည်းကုံစုံဒါပကံနဲ့ခက်ပြိုင်ပေါ့နော်ဆိုတော့ အစောဆုံးတတန်းရှည်ဆုံးဆိုတော့ပကံခက်ပြိုင်ဆက်နှစ်73ရာစုဖျားတွေကနေဒီကိုလိုနီခက်အထိပေါ့1920 30ဝင်းကျင်အထိဖျားတွေရှေးအောင်ဆောက်အောင်တွေအတင်းကြောင်းစီဒီပထိုးပေါ့လေအဲ့ဒါတွေအကုန်ပါပါတယ်ရှင်ချင်းမှုတံပိုးအရာတွေ့ရင်တော့အားလုံးကတော့အတူတူပါပဲ ဒါပေမဲ့လို့ဒီကဘာနဲ့ရှင်ပြီးတော့မှ unique and significant ဘောနော်အဲ့လိုအဲ့လိုဖြစ်တဲ့ဟာမျိုးပြောမယ်ဆိုလို့ရှိရင်တော့ငကယုံဖျားပေါ့အမရပူရဇန်ငကယုံဖျားဆိုတာဒါတခြားနိုင်ငံတွေမှာမရှိဘူးကျွန်တော်တို့နဲ့အနီးဆက်ဆုံးဖြစ်တဲ့ထိုင်းမှာလည်းဒီလိုရင်ကျေးမှုနုပညာမျိုးပိတုကပညာမျိုးပိတုကလက်ရာမျိုးမစ်ထရီမတွေ့ရဘူး တခြားဒီအိန္ဒိယနိုင်ငံတွေမှာလည်းမတွေ့ရဘူးပေါ့လေအဲ့ဒါလေးကတော့ထူးထူးခြားခြားပေါ့နောက်ပိုင်းမှာကျွန်တော်တို့ကဒီဒီနေရာလေးကိုပဲကွက်ပြီးတော့မှကပ္ပမွေနဲ့စင်းတောင်တင်မယ်ဆိုလို့ရှိရင်ဒါအလွယ်တကူရနိုင်တဲ့ပိတုကလေးရမျိုးပေါ့လေငကယုံဖျားကတော့တော်တော်လေးထူးခြားပါတယ်အခုတော့သူလည်းပြတ်သွားတယ်ဆိုတော့ဟိုပြတ်သွားပြီပေါ့လေနောက်တစ်ခုကကျတော့ကျွန်တော်တို့သတိမထားမိသေးတာရှိပါတယ်အဲ့ဒါကစကိုင်းတရာကြီးပါ စတိုင်းတရာဒီကိုလိုနီခက်မှာတိဆောက်တဲ့တို့ပေမဲ့လို့ဟိုနန်းတော်ရှိဆရာတင်ကိုရိုင်းကအသေးစိတ်အချက်လက်တွေကိုမှတ်တမ်းတင်တယ်အသချင်းပြရေးဖွဲ့တယ်ဒီစတိုင်းတရာဒီကျွန်တော်မြန်မာနိုင်ငံမှာရှာရှာပွားပွားကြံနေသေးတဲ့ industry ရဲ့ heritage ပေါ့လေအဲ့ဒါလည်းပြုတ်ကျသွားတယ်ပေါ့လေဆိုတော့အဲ့ဒီနှစ်ခုကတော့တော်တော်လေးထူးထူးခြားခြားကျွန်တော်အနေနဲ့မြင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာ အခုလိုထိခိုက်မှုတွေအတွက်အရေးပေါ်ပြုပြင်ထိန်းသိမ်းမှုတွေအလေးပေးဆောင်ရွက်ရမှာတွေရှိပါလားဗျလက်တလောပေါ့နော်ဒီငလင်းနံတင့်ထားတဲ့ရှေးအောင်အဆောက်အုံတွေဇေဒီတွေဖျားတွေကိုဘာတွေလုံးတင်တယ်ဆိုတာပြောပြပေးပါအောင်ခင်ဗျာအဲဆောဆောမိကုန်းလက်ကြံကိုလည်းဖြေလိုက်ပါအောင်ပဲဘယ်လောက်ထိပြည့်စည်သွားသလဲဆိုတာမျိုးပေါ့နော်များသောအဖြစ်တော့ဒီငလင်းလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ဖျားတွေကတော့ပြည့်စည်ရာက၄၀ရာခိုင်နှုန်းနဲ့၈၀ရာခိုင်နှုန်း တချို့ဆိုလို့ရှိရင်တော့90ရာခိုင်နှုန်းထိပြတ်သွားတာကိုတွေ့ရတယ်။ကျွန်တော်တို့အခုစီးရင်ကောင်းနေတဲ့တန်းမှာလည်းသူသဖြင့်တော့ဒီ40ရာခိုင်နှုန်းနဲ့အထက်တက်စီသွားတယ်ပေါ့နိ။အဲ့ဒီစီးရင်ကိုအရင်ကောက်ပါရယ်။တချို့ကတော့ဒါငလင်းတန်းထိရဆိုပေမဲ့လို့ဟိုနည်းနည်းပပထိတာမျိုးကများသောအားဖြင့်တော့အရင်က maintenance မကောင်းလို့ထိတာမျိုးပါပဲ။ အမ်ငလင်းလောက်ပြီးရင်ဘာလုပ်ကြမလဲဆိုတော့ကျွန်တော်2016ဘကန်ငလင်းမှာကတည်းကကျွန်တော်တင်ရတယ်ပေါ့လေဆိုတော့ငလင်းလောက်ပြီးဟဲ့ဆိုတော့လဲလောက်ပြီးပေါ့လောက်ပြီးဆိုတော့ပြိုကြပြီပြိုကြပြီဆိုတော့ရှင်းညရဲဆိုတော့ဒါတွေကိုဟိုစနစ်တကျရှင်းဖို့လိုတာပေါ့လေအခုကြတော့လဲစနစ်တကျမရှင်းညပဲနဲ့ကဲအမြင်မသာဘူးဆိုပြီးတော့မှဒီအထင်ကြီးကဘုန်းတော်ကြီးတွေကိုယ်တိုင်က ဟိုအိုကေနေရှင်းကွာငါမတွေ့ချင်ဘူးဆိုတာမျိုးမြင်ရတွေ့ရတယ်ပေါ့လေအမှန်တော့ဒါနိုင်ငံတကာဆန်နှုံးနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီရှင်းအောင်အဆောက်အုံနေပြုတ်ကြတဲ့အခါမှာဒီငလင်တန်းချောင်းဖြစ်စေအပေါ်မှာဘေးတန်းချောင်းဖြစ်စေပြုတ်ကြတဲ့အခါမှာချက်ချင်းဘာမှသွားထိလို့မရပါဘူးအနည်းဆုံးနှစ်ပတ်ဆောင်ရပါတယ်တချို့တွေဆိုလို့ရှိရင်6လလောက်ထိစောင့်ပြီးတော့မှဟိုဒါရခဲ့တဲ့အခွင့်အရေးပေါ့လေစောင့်ဦးတစ်ခုလုံးကို ဆက်ရှင်ဖြတ်ကြည့်မယ်ဆိုလို့ရှိရင်တောင်မှဖြုတ်ချလို့မရဘူး။အဲ့တော့ပြောချသွားလို့ရှိရင်လိုအပ်တဲ့ပိတုကဆိုင်ရာ engineering ဆိုတဲ့ဒီတိဆောင်းမှုပညာဆိုင်ရာအချက်လက်တွေကောက်ယူရတယ်။ဘယ်နှအစပြိုရဲဘယ်နေရာစထိတယ်အဲ့ဒီမှတ်တမ်းတွေလောက်ရတယ်ပေါ့လေ။အအလွယ်ပြောရင်တော့ assessment ကောက်တယ်ပေါ့နော်။ condition assessment ကောက်တယ်ပေါ့။အဲ့ဒီတစ်ချိန်တည်းမှာပဲဒီ academic level ကလူတွေက အမ်ဒီတက္ကသိုလ်တွေကသုတေသနပညာရှင်တွေဆရာတွေကပြီးတော့ကပညာရှင်တွေနောက်တိဆောက်ရေးပေါ့နော် engineering service structure ဘိုင်းကလူတွေကလာပြီးတော့မှအော်ရှင်းရလူတွေဘလို့ဆောက်ခဲ့ပါလားဆိုပြီးတော့ပတ်တန်းယူတယ်အဲ့လိုလုပ်တဲ့ကာလတည်းအနည်းဆုံး2လလောက်ကြာတတ်ပါတယ်ပြီးတော့ကျမှပြင်ကြရတယ်ပေါ့လေအဲ့လိုပြင်ရတာပါစနစ်တကျပြင်တာတော့အပြင်မီဟိတ်ဆိုလို့ရှိရင်လည်းအုပ်ပုံဖယ်ရာအစဒီနေရာပစ္စည်းကိုဘယ်ကိုဖယ်သွားမယ်ဘယ် site ဘယ်အရွယ်စားအုပ်ချက်ဘလောက်ထွက်တယ်ကျိုးနေတာဘလောက်ထွက်တယ်ဒီလိုရှိရင်အပြစ်စီပေါ့နော် debris လို့ခေါ်မှာပေါ့နေမုံနေအဲ့ဒီအမုံနေဘလောက်ပမာဏထွက်တယ်စသဖြင့်ပေါ့အဲ့ဒါတွေအကုန်လုံးကိုမှတ်တမ်းယူပြီးတော့မှတဖြည်းဖြည်းချင်းဖယ်ရတာကိုအဲအခုတော့အဲ့လိုလောက်တာမတွေ့ရပါဘူးဟုတ်ကဲ့ကိုနောက်မေးခွန်းတစ်ခုဆက်ရမယ်ဆိုရင်စစ်တပ်ရဲ့စီးရင်တွေအရရှေ့အောင်ဆောက်အောင်တွေအပါအဝင်ဘာသာရေးအဆောက်အအုံပေါင်း9600ကျော်လောက်ပျက်စီးခဲ့ရတယ်လို့သိထားရပါတယ် ်ငလင်ကလည်းပြင်းထန်တာကြောင့်ထိခိုက်မှုတွေတလောက်များခဲ့တာပါလားဒါမှမဟုတ်ဘူးဆိုရင်စီမံခန့်ခွဲမှုအမားတွေပါတာကြောင့်လို့ထင်ပါလားဗျဆိုလိုတာကဘာကြောင့်ဒီလောက်များများထိခိုက်ပျက်စီးရတယ်လို့ပညာရှင်တယောက်အနေနဲ့ယူဆထားပါလဲနော်ဆေးရောင်အဆောက်အုံပဒရင်းဆိုင်ရာရှင်းအောင်ဆောက်အောင်6600ကြီးတော့မရှိပါဘူးဒါကြတော့သူတို့အလွယ်ပြောလိုက်တယ်ပေါ့လေ အမှန်တိုင်းပြောရရင်ရှင်းအောင်အဆောက်အဦဘယ်နှခုရှိလဲဆိုတော့ inventory တောင်မှတေချာမကောက်ကြသေးပါဘူးအဲ့တော့9600ကို3ညတစ်လုံးတနဖယ်ထားလိုက်ရင်ပုံအဆင်ပြေပါမယ်နောက်ပြီးတော့စရင်ကောက်တယ်ဆိုတာအလွယ်ထုတ်လို့မရပါဘူးကျွန်တော်တို့အခုဒီမြေပြင်မှာစရင်ကောက်လို့ရှိရင်ဖျားတဆူဥပမာပြပြတာပေါ့လေဖျားတဆူကျွန်တော်တို့စရင်ကောက်လို့ရှိရင်အ ਨੇ ဆုံးနိုင်ဝက်ကြတယ်ဟဲ့ အနောက်တောင်မြောက်ဆိုပြီးတော့အရက်လေးမျက်နှာကိုကျွန်တော်တို့မှတ်တမ်းယူရဲပြီးတော့ဘယ်နေရာပြိုသွားတယ်ဆိုတာလေးကိုအခြေခံလုံးဝအလွယ် notes လေးလုပ်ပြီးတော့မှမှတ်တမ်းယူလို့ရှိရင်ဖျားတဆူကိုနိုင်ဝက်ကြတယ်အဲ့ဒီတော့အခုတနေ့ကိုကျွန်တော်တို့ပြီးနိုင်လို့ရှိရင်အစု20ပြင်ပုံမပြီးနိုင်ဘူးအခုမှကျွန်တော်တို့ငလင်းလုပ်ပြီးသားနှစ်ပတ်ကျော်ပဲရှိသေးတယ်6600ဆိုပြီးစီးရင်ထွက်လို့ရှိရင်အဲ့ဒါတင်းအမှန်မဟုတ်ဘူး၃ညတစ်လုံးဖြုတ်လိုက်အဲ့လိုပဲဒီအင်းဝမှာ ဖះဘယ်နှစုရှိလဲဆိုပြီးတော့ဟို inventory လောက်ထားတာဖះအစု930ရှိတယ်ဟဲ့ဆိုလို့ရှိရင်ဒါစရင်အမှန်ကအဲ့လောက်ပဲထွက်တာပေါ့လေအဲ့လောက်ပဲထွက်တဲ့ဥစ္စာကိုဟိုအင်းမမှာဖះအစု1000ကျော်ရှိပါရဲ600လောက်ပြည့်စုံသွားပါရဲဆိုလို့ရှိရင်လည်းမဟုတ်သေးဘူးပေါ့နော်ဟိုဆိုလိုတာကတော့ဒီအတိုင်းတာတော်တွင်းမှာကျွန်တော်တို့အခုလင်းလူငင်ကအများကြီးနဲ့စရင်ကောက်တာတော့မှာ983စုပဲရသေးတယ်ဟဲ့ဆိုလို့ရှိရင်9600ဆိုတော့ဘယ်လို့မှမဖြစ်နိုင်ဘူး တချို့ချက်လက်တွေမမှန်တာလေးကိုရှင်းပြတာပေါ့ဟိုပူပူတတာတွေတိတ်ပြောတာမကောင်းဘူးပေါ့လေနောက်ပြီးတော့ဒီကစ္စည်းပါရဆိုတဲ့ရှင်းအောင်ဆောက်ဦးတွေကိုကြည့်တဲ့အခါမှာထိမ့်သိမ့်မှုလုံးဝမရှိဘဲနဲ့ပစ္စည်းတာရယ်အလွန်ကျွံထိမ့်သိမ့်တာပေါ့လေအမှန်တော့အလွန်ကျွံလောက်ကြတာပါအဲ့ဒါလေးနဲ့နဲ့ရှင်းပြမယ်ထိမ့်သိမ့်မှုမရှိဘူးဆိုတာဥပမာအမ်ဒီဘက်ချမ်းက ပြောင်းကြသွားတဲ့ကိုလိုနီခန့်အဆောက်အဦဆိုရင်တောက်လျှောက်ဘာမှထိမ့်သိမ်းမှုမရှိပါဘူးဒီတိုင်းပြစ်ထားခဲ့တဲ့အဆောက်အုံတွေပါနောက်ပြီးလို့ရှိရင်ခုအင်းဝအမရပူရတရာဦးကျောက်ဆဲဆင့်ကိုင်းပေါ့နော်အဲ့ဒီနေရာတဝိုက်ကဖရားရင်ဆိုလို့ရှိရင်အခုပြောင်းကြသွားတဲ့တော်တော်များများကထိမ့်သိမ်းမှုလုံးဝမလုပ်ခဲ့ဘူးအဲ့ဒီအတွက်ကြောင့်မို့သူကဒီရာသီဥတုတန်းခံရရဲပြီးတော့ဒီအပင်တွေပေါက်လာတယ် ီ monument ပေါ့လေဒီအရှင်အောင်ဆောက်ဘုမအပင်တွေများလာတယ်ငโกကလေးကသိမ့်သိမ့်မှုမရှိတဲ့အတွက်ဒီကြက်ခိုင်မှုဆွန့်ကြီးကျပြီးတော့မှငလင်းထုတ်တဲ့အခါမှာအตาလေးပဲဖြုတ်ချလိုက်တယ်လို့ဖြစ်သွားတယ်နောက်တနည်းအားကြတော့အလွန်ကြုံထိမ့်သိမ့်တယ်လို့တော့ပြောလို့မရအောင်အဲ့ဒါပါလဲဆိုတော့သူတို့တိတဲ့ထိမ့်သိမ့်ကြီးကဆေးတုပ်တာစင်စင်းတွေတာတုပ်တယ်ဥပမာကျောင်းဝရင်အမရပူရမှာရှိတဲ့သန္တမုနိဖျားဆိုတာစင်စင်းကိုအထက်ထပ်အပေါ်ကတုတ်ထားတယ် ဒီခေါင်းလောင်းမောက်ကနေပစ္စည်းအန်ကနေအပေါ်ထိစင်စင်းတွေအထက်ထက်တုတ်တယ်နောက်ပြီးအခြေပစ္စည်းအန်တွေမှာလည်းဒီဒီဟွာပေါ်လေးစိတ်အောင်ထုတ်စင်းတွေတုတ်တယ်ငလင်းမပြိုခင်ချိန်ထိကြည့်လိုက်လို့ရှိရင်ဒီဖျားကပြောင်းဝင်းပြီးတော့တန့်ရှင်းပြီးတော့တောက်ပြောင်နေတာပေါ့လေဒါပေမဲ့လို့ဒီအုတ်တွေမှာသူတို့ကဒီအဆောက်အဦရဲ့သဘောအရ breeding လိုတယ်ပေါ့လေအဲ့တော့အုတ်တွေအသက်ရှူဖို့လိုတယ်ရင်ဝေးပြန်ဖို့လိုတယ်အဲ့လိုမျိုး အပေါ်ကနေဆင်းရီအထက်ထပ်တုတ်ထားတဲ့ခါမှာအုတ်တရရင်ခွေပြန်လို့မရဘူးအဲ့ဒီခါမှာသူ့ကိုပေါင်းဟိုးနဲ့ထည့်ပြီးပြုတ်လိုက်တယ်လို့ဖြစ်နေတဲ့အချိန်မှာငလင်းရန်လှုပ်လိုက်တဲ့ခါမှာအသာလေးပဲလက်နဲ့တောက်ချလိုက်တယ်လို့ပဲဘုရားတဆူလုံးကပြုတ်ကိုကျသွားတယ်ပေါ့ဒါကအလွန်ကျွန်မှားတာပေါ့လေနောက်ပြီးလို့ရှိရင်ရှိသေးတယ်ဗာကြီးတို့ဘုရားတို့နောက်ပြီးတော့ချင်းသိမ့်ရုပ်တွေတို့ဖုံးတော့တုတ်တယ်ဖုံးကိုမခွာပဲနဲ့ဟိုအချိန်ပေါင်းများစွာတုတ်တဲ့ခါမှာခုနလိုပဲအုတ်တရ breeding မရပဲနဲ့ တကယ်တမ်းငလျင်အရင်ကြုံတဲ့ခါမှပြုတ်ကျသွားတယ်ပေါ့